မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကတွင်တွင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ညဆော်ပြထောက်ပြထားတာရှိတယ်ဒါကြောင့်ဘို့လို့နော် ခြေစုတရားအကြီးမားဆုံးပုဂ္ဂိုလ်သုံးမျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီအချိန်မှာမိဘပြောလို့တာမဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်သုံးဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့။မိမိကိုဖရာတရားတန်ခါယရဏသုံးပါးကိုယ်ဝယ်စိက္ကတအောင်လမ်းညွန်ပြသတဲ့ပုဂ္ဂိုလ်နဲ့အဲ့ဒီပုဂ္ဂိုလ်ဟာယေရှုရှင်နေထဲမှာတော့ကြီးမားတဲ့ယေရှုရှင်တစ်ခုပဲ။ သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြော အကယ်၍ကိုယ်ခွင့်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်ပါနိုင်တယ်မင်္ဂန်နဲ့ကိုယ်ခွင့်မှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်တင်ပေးလိုက်လို့ဖះကိုကြည်ညိုတတ်လာတယ်တရားကိုကြည်ညိုတတ်လာတယ်သံဃာကိုကြည်ညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောတဲ့တန်းရေကေစီဗုဒ္ဓံတရဏံကတံတေနတ်တေဂမိတ်တန္တိအပါယဘူမိတ် ဖရာတရားတန်ခါကိုယ့်ရဲ့စိတ်ကတဲ့ပုဂ္ဂိုလ်ဟာပယ်လေးပုံမရောက်ဘူးလို့များစွာကဲအပယ်ကနေကဲတင်ပေးရမကြပါဘူးလားမိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုယ်က ဒီတရားတွေအသက်တတ်နေလို့ရှင်ကိုယ်ပဲဝင်သားအမှာပဲလေဖြစ်နေတာပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ကိုယ်စိတ်ကတ္တအောင်လမ်းညွန်ပြသပေးလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတီသူဆိုတဲ့ပုဂ္ဂိုလ်ဟောမှာသူဟာတရဏဂုံတီအောင်လုပ်ပေးတဲ့ဆရာဟာ ဟောလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေးဇူးရှင်တူပဲဖြစ်တယ်ဟောဒီကမိဘမပါဘူးเนาะဒါရသဗျာဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပယ်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဖရာကိုစိတ်ကတ်တယ်တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတ်တယ်အဲ့ဒီဖရာတရားတန်ခါ ကြည်ညိုခြင်းကြောင့်ရလာလို့တိလာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထိအောင်အကျိုးရောက်သွားနိုင်မှာပေါ့အပေလေးပုံကလွတ်ယုံနေမှာကူနောက်ဆုံးမှာတန်လျာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထိအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ဖို့အဲ့တော့အသီးသီးလူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံး ပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အဆင်းဟာ ငါဟာဘသူ့ကြောင့်ဖရာတရားတန်ခါယရဏသုံးပါးဆိုတဲ့ကြည်ညိုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြည်ညိုကိုးကွယ်တာလေလို့ဆိုတာကိုကြည်လိုက်လို့ရှင်အဲ့ဒါလို့ကြည်ညိုကိုးကွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့လည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားလည်းဖြစ်ခြင်းဖြစ်မယ်မိတ်ဆွေလည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတိအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တဲ့ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာတဲ့ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲဒီလိုတတ်မှတ်ခိုင်းတာမြတ်စွာဘုရားเนาะဒါကတူဦးနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဖရာတရားတန်ခါအရဏ၃၉ဝက်စိတ်ကရုံမြတ်မကဘူးနောက်တစ်ခါ ဒီတဲ့အရေးကြီးတာဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဖရာတရားကိုယ်ဝယ်ဖရာတရားတန်ခါယရနာကိုကိုယ်ဝယ်ရှိကတဲ့ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချော်မှဖြစ်တယ်ပေါ့။ကြည့်လေဖရာတရားတန်ခါတော့ကိုယ်ဝယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံကိုယ်ကြီးအများကြီးရှိ။အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာတစ္ဆာလေးပါးကိုပြောတာဒီနေရာမှာတစ္ဆာလေးပါးဆိုတဲ့အမှန်တရားကိုမသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့ဉာဏ်တော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီတစ္ဆာလေးပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာကျင်လည်ခဲ့ရတဲ့ဘဝတွေမြောင်များလာပြီး အနမတေကတန်လျာတခွင်မှာ ဟောဒီသစ္စာ၄ပါးကိုမသိလို့သူတွေကတန်လျာလဲလာခဲ့ရပြီလို့ရသော်ပြားကဒီလိုဟောစတုံဏအရိယသစ္စာနံယထာဘူတံအဋ္ဌတနာသစ္စာ၄ပါးကိုအမှန်မမြင်လို့တင်တို့ရောငါရောတန်လျာထဲမှာဆဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတာ